ရုရှားသမ္မတဗလာဒီမီယာပူတင်ဟာလူစိုးတဦးမဟုတ်ပဲကြီးမြတ်တဲ့ခေါင်းဆောင်တဦးဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့တန်တမန်တဦးဖြစ်သူစတီဗ်ဝစ်ကော့ကပြောပါရယ်ပူတင်ကသူဟာသူ့မိတ်ဆွေဖြစ်တဲ့ထရမ့်တနက်နဲ့အပြစ်ခံခဲ့ရခြင်းကထရမ့်အတွက်ဆူတောင်းပေးခဲ့တယ်လို့မိမိကိုပြောခဲ့ကြောင်းပူတင် ပူတင်ဟာယုံကြည်စိတ်ချရသူဖြစ်ကြောင်းဝေကော့ကပြောပါရယ်ထရမ့်ဟာ2024ခုနှစ်ဇွန်လ23ရက်ကပန်ဆယ်ဗီးနီးယားပြည်နယ်မှာပြုလုပ်တဲ့မဲဆွယ်စည်းရုံးပွဲအတွင်လှုပ်ကြံခံခဲ့ရပေမဲ့အသက်သေးဆုံးခဲ့ခြင်းမရှိပဲနေရွက်ကိုကြီးစံမှန်ပြီးထရန်ရခဲ့တာဖြစ်ပါရယ်ဝေကော့ဟာ ပြီးခဲ့တဲ့သတင်းဘက်ကပူတင်နဲ့မော်စကိုမှာတွေ့ဆုံခဲ့ပြီးတဲ့နောက်၎င်းတို့နှစ်ဦးရဲ့ဆွေးနွေးမှုတွေဟာအပြုသဘောဆောင်ပြီးဖြည့်ရှင်းမှုကိုအခြေခံထားခဲ့ကြောင်းအမေရိကန်မီဒီယာတွေကပြောပါရယ်ဝေကော့ဖာလက်ရာရင်ဒီဂျစ်တယ်ရေဒီယိုအစီအစဉ်တစ်ခုမှာအစီအစဉ်မှုတက်ကာကာဆန်နဲ့အင်တာဗျူးပြုလုပ်ချိန်ကပူတင်ဟာလူဆိုးတဦးမဟုတ်ကြောင်းပူတင်ဟာယူကရိန်းနဲ့သုံးနှစ်ကြာဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ကြိုးပမ်းနေတဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ဖြစ်ကြောင်းပြောပါရယ် ကျွန်တော်သူ့ကိုသဘောကျတယ်။သူကလည်းကျွန်တော်ကိုရရွတ်တတဆက်ဆံခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။ပူတင်ကလူစိုးတယောက်လို့ကျွန်တော်မထင်ပါဘူး။ဒါကရှုပ်ထွေးတဲ့အခြေအနေပါ။ဒီစစ်ပွဲကြောင့်အခြေအနေတွေရှုပ်သွားခဲ့တာပါလို့ဝေကောက်ကပြောပါတယ်။ဒါပြင်မင်းဆွေစည်းရုံးပွဲမှာ Trump တနက်နဲ့အပြစ်ခံခဲ့ရပြီးတဲ့နောက်ပူတင်က၎င်းရဲ့တုတ်ပြန်မှုကိုပြန်လည်ပြောပြခဲ့တယ်လို့ဝေကောက်ကပြောပါတယ်။သမရကြီးတနက်နေ့အပြစ်ခံရချိန်မှာပူတင်ကသူဟာဖခင်ချန်းကိုသွားပြီးခရီးရန်ဘုံတော်ကြီးတွေနဲ့တွေ့ဆုံခဲ့ပြီး တမရကြီးအတွက်ဆူတောင်းပေးခဲ့တယ်လို့ကျွန်တော်ကိုပြောပြခဲ့ပါတယ်လို့ဝစ်ကော့ကပြောပါတယ်။ထရမ့်ဟာအမေရိကန်တမရဖြစ်လာနိုင်တာကြောင့်မဟုတ်ဘဲသူတို့နှုတ်ကြားကခင်မင်ရင်းနှီးမှုနဲ့အတူသူ့မိတ်ဆွေအတွက်သူကဆူတောင်းပေးခဲ့တာပါလို့ဝစ်ကော့ကပြောပါတယ်။ပူတင်ဟာနာမည်ကြီးရုရှားပကြီးဆရာတူရေးဆွဲထားတဲ့ထရမ့်ရဲ့ပုံတူပကြီးကားကိုလည်းထရမ့်အတွက်လက်ဆောင်ထည့်ပေးခဲ့ကြောင်းဝေကော့ကပြောပါရယ်။